မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ညီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ပုံသူလုံးပိန်နောက်ထပ်နည်းတစ်မျိုးကိုကျွန်တော်အတူတူထပ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်ကျွန်တော်ပုံသူလုံးပိန်ကဒီ3008ကိုလေ့လာနေစာမယ်ပေါ့နော်ဒီ6လေးလေး6ကိုလေ့ကြရင်မြောက်ထားတယ်ပေါ့နော်6လေးလေး30နဲ့နည်း30နဲ့နည်းဖြစ်တယ်ပေါ့နော်ဒီလေးနာကြရင်8ဖြစ်ပါတယ်6ကိုဒီ9ပေါင်းရင်15ပေါ့နော် နောက်ထပ်9နှစ်ချိန်ပေါင်းရှင်30 68နှစ်ပေါင်းတော့က74နောက်ထပ်ဒီအလေအလေးပေါ့နော်တဲချိန်လေးလေးနဲ့6ပေါင်းရင်30 3နှစ်ချိန်6ကိုနောက်ဆုံးမှရှိတဲ့နေ့နဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီလေးနဲ့6နှစ်ပေါင်းရှင်က30ဖြစ်ပါတယ်9နဲ့နှစ်ပေါင်း9နှစ်နှစ်ပေါင်း900ရာတွေအတွက်ကြောင့်မို့ကိုလုံးပိန်ဖြစ်မယ်ပေါ့နော်ဒီကိုလုံးပိန်မှာ6ကိုလေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6ကိုလေး ဒါကြောင့်မို့ကျွန်တော်တို့ဒီကိုလုံးပိုင်ဒီအလဲနီယာဖြစ်ပါတယ်။တပန်းကျွန်တော်တို့ဒီရှစ်ကိုလေးနဲ့ထပ်မြောက်မယ်ပေါ့နော်။အဲအလဲကျင်းတစ်မာ၂ကျင်း၈မာ၃ကျင်း၅မာ၂ကျင်း၃နဲ့၉နဲ့မာ၃ကျင်းစီ၆မာ၃ကျင်းဒီအလဲက၃ကိုလေးနဲ့မြောက်မယ်ပြီးရင်၃မြောက်မှ၂ကျင်းပေါင်းပြီးတော့အနည်းနဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်ခင်ဗျာ။ခွဲတာဆိုရင်ကျွန်တော်တို့ရှစ်လေးလီဒီရှင်းကားလီ၄၀ပေါ့နော်။တင်း၂ကျင်းပေါင်းရှင်းဒီ၄၅ကျင်းပေါင်း၁၀၃၉ပေါင်းတာလေး၁၀နှစ် နောက်ထပ်၃လေးကြိမ်ဆက်နှစ်ပါနော်နင်းနဲ့၅ပေါင်းရှင်းကခွန်ကိုဒီနောက်ဆုံးမှရှိတဲ့နင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။နင်း၄၆၆ရောင်းနဲ့ခွန်ပေါင်း73ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်၃လုံးပိန်ရမှာပါနော်။၃လုံးပိန်မှာ963ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။963တအားကြောင့်မို့ဒီ၃လုံးပိန်ဒီအပိတ်ဖြစ်ပါတယ်။တဖန်ကျွန်တော်ဒီခုနှစ်ကို၄နဲ့မြောက်မယ်။ဒီ၅မှာ၄ကြိမ်ပါနော်။ဒီခုနှစ်မှာ၄ကြိမ်ဒီ၃မှာ၄ကြိမ် ကိုနဲ့ငါးနဲ့မှာတစ်ချိန်စီကိုမှာတစ်ချိန်အလျားလေးနဲ့မြောက်မယ်ပြီးရင်ခုနှစ်ကိုနှစ်ချိန်ပေါင်းပြီးနင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာငါးနဲ့ချိန်ပေါင်း10ခွန်9လီ30နဲ့9ရှိတဲ့အတွက်ငါးငါးရမယ်ပေါ့နော်3နဲ့ချိန်ပေါင်းရှင်း6ကိုနဲ့ငါးပေါင်းရှင်းက14နောက်ထပ်ခွန်9ချိန်14ပေါ့နော်၄နဲ့ကိုပေါင်းရှင်းက73ဖြစ်ပါတယ်၄နဲ့လီ8ရှင်းနဲ့နှစ်ပေါင်းရင်10ပေါ့နော်6နဲ့4ပေါင်း10ငါးနဲ့3ပေါင်းရှင်းဒီ8ရတဲ့အတွက်ကြောင့်ပေါ့ ၈လုံးပိုင်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှဒီ၆၈ခွန်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီ၆လုံး၈လုံးပိုင်ဒီအလဲထိုင်နေရဖြစ်ပါတယ်ဗောနော်โอเคနောက်ထပ်ကျွန်တော်ဒီ၆ကို၄နဲ့ထပ်ပြောင်းမယ်၆မှာ၄ကြိမ်၉မှာ၄ကြိမ်၃မှာ၄ကြိမ်၃နဲ့၅နဲ့မှာတစ်ကြိမ်စီ၇နဲ့မှာတစ်ကြိမ်၆ကို၄နဲ့မြောက်ပြီး၃မြောက်မှာတစ်ကြိမ်ပေါင်းမယ်။နင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။အဆွမ်းကြီးမှာ၆ကကျွန်တော်၄၅၆၆၆ဒီ၃၆ပါနော်။၆နဲ့၉ပေါင်းရှင်းဒီ၅ဖြစ်ပါတယ်။ သုံးနှစ်ကြိမ်ပေါင်းရှင်း6သုံးနှစ်ငါးပေါင်းတာက6ရှောင်းလေးတွေ24လေးနဲ့ဒီခွန်ပေါင်းတာ7ကိုနှင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်8ရက်2ရက်30တင်းနဲ့6ပေါင်းခွန်ခွန်နဲ့ငါးပေါင်းချင်းဒီ7ရက်ရတဲ့အတွက်ကြောင့်မို့နှစ်လုံးပိန်ဖြစ်မယ်ပေါ့နော်အထက်တစ်ကြိမ်မှာကနှစ်နှစ်ခွန်ဆွေးပြီးဖြစ်ပါတယ်ခင်ဗျာနှစ်လုံးပိန်ပါနှစ်နှစ်ခွန်ဒါကြောင့်မို့ဒီနှစ်လုံးပိန်ဒီထိတ်စီးအလေဖြစ်ပါတယ်ခင်ဗျာ โอเคနေ့နေ့ခွန်တပြားနေ့ဆက်ကြည့်အောင်ဒီနှစ်ကိုလေးနဲ့မြောက်မယ်6မှ2ကျင်း6မှ2ကျင်း8မှ2ကျင်း3နဲ့3နဲ့မှ2ကျင်းစီ2မှ2ကျင်းအလျား5ကိုလေးနဲ့မြောက်ပြီးတော့4မှ2ကျင်းပေါင်းမယ်2နဲ့ထပ်ပေါင်းသွားမှာဖြစ်တယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီမှာ6က3ကျင်း78 4နဲ့လေး8ဆိုတော့8နဲ့ကျင်းပေါင်း86ဖြစ်သွားမယ်ပေါ့နော်8နဲ့ကျင်း76 4 3တင်ပေါင်းတာ4 5လေး20 4နဲ့ကျင်း8နဲ့ပေါင်းရင်30ဒီရှိမှနေ့တစ်လုံးကျန်နေပေါ့နော်6နဲ့4ပေါင်း30 နောက်ထပ်ဒီ channel နေပေါင်းရှင်ဒီရှိရတဲ့အတွက်ကြောင့်မို့ကျွန်တော်ချစ်လုံးပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာ3ရှိရှိဖြစ်ပါတယ်ခင်ဗျာနည်းနည်းခွန်ပြီးတော့3ရှိရှိဒါကြောင့်မို့ဒီရှိလုံးပိတ်ဒီအလေးအပိတ်ပေါ့နော်အားသာနေ့ကို၄နဲ့ထပ်မြောက်မယ်တင့်မှနှစ်ချိန်၃မှတစ်ချိန်တုံညမှာနှစ်ချိန်နေ့နဲ့ရှောင်းနဲ့မှာတစ်ချိန်စီနေ့မှာတစ်ချိန်လေးနဲ့ထပ်မြောက်မယ်ပြီးရင်၆ဟိုနှစ်ချိန်ပေါင်းပြီးနေ့နဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်ခင်ဗျာ ဒါဆိုရင်လဲနေလေရှစ်ရှင်းနေနေပေါင်းရင်တစ်စက်ဒီမှာ၃တလုံးကြမ်းမယ်ပေါ့နော်နင်းနေရှောင်းနေပေါင်းတာရှစ်လဲငါးငါးနဲ့ဒီမှာငါးပေါ့နော်ဒီဟာနင်းနေချိန်ရှောင်းနေချိန်စနစ်နင်းနေပေါင်းတာလဲအဲဆိုရင်ကျွန်တော်ဒီ၃နဲ့၈ပေါင်းတာ၁၁တင်းနဲ့ဒီငါးပေါင်းရှောင်းလေးနဲ့ပေါင်းရင်တစ်စက်ဆိုတဲ့အတွက်ကြောင့်မို့၃ညလုံးပိန်ရမယ်ပေါ့နော်၃ရှစ်ရှစ်ပြီးတော့နောက်ထပ်တစ်ချိန်မှာ၃၃ည၉ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ တောင်းတုံညာကိုဒါကြောင့်မို့ကျွန်တော်ဒီတုံညာလုံးပိုင်ဒီအလဲဖြစ်ပါတယ်။အားထချင်းနှစ်ကိုလေးနဲ့မြောက်မယ်။ငားမှတစ်ချိန်၊တင့်မှတစ်ချိန်၊ရှစ်မှတစ်ချိန်။တုံညာနဲ့ကိုးနှစ်မှတစ်ချိန်စီ၊နှစ်မှတစ်ချိန်၊လေးနဲ့မြောက်မယ်။နှစ်အပေါင်းနှစ်ပေါ့နော်။ Okay ဒါဆိုရင်ငားနှစ်ချိန်နဲ့ဆယ်၊လေးနဲ့လီ၈၊ရှစ်နဲ့တစ်ပေါင်းရှင်ကို၊၈နှစ်ချိန်၁၆၊တုံညာနဲ့ကိုးပေါင်းရှင်ကို၃လေးလီ၁၂ပေါ့နော်။နှစ်နဲ့နှစ်ပေါင်း၄၊လေးနဲ့နှစ်ပေါင်း၆၊၆နဲ့နှစ်ပေါင်း၈မြောက်မှာဖြစ်ပါတယ်။ ဒါဆိုရင်ကျွန်တော်ကိုးနာချိန်16ရှိနေပေါင်းတာ16ရှောင်းနေပေါင်းတာ17ဆိုတဲ့အတွက်ကြောင့်မို့နေ့လုံးပိုင်းဖြစ်ပါတယ်3 9နေ့ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3 9နေ့အဲဒါကြောင့်မို့ကျွန်တော်ဒီနေ့ဒီအပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ပါနော်အပေါင်းနှစ်အဆွေ9နှစ်ကျင်တဲ့ဆေး9လေးလေး20ကိုနှစ်နှစ်ကျင်ပေါင်း၄၄ကိုက73ပါနော် 3လေးဒီ7နှစ်နေနဲ့တဲ့ပေါင်းရှင်3လေးနဲ့ချင်း7နှစ်နဲ့ပေါင်း30 336လေးနဲ့ပေါင်း30ဒီမှာ6ဒလုံးချမ်းမယ်ပေါ့နော်ကျွန်တော်6လုံးပိုင်းရတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်မှာ39နှစ်ဖြစ်ပါတယ်ခင်ဗျာ39နှစ်ပြီးတော့39နှစ်ဒါကြောင့်မို့ဒီ6ဒီအလေဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီမှာလဲလဲနဲ့နေတဲ့နေတဲ့ချိန်တစ်ချိန်တစ်ချိန်လဲနဲ့မြောက်တဲ့နှစ်ချိန်အပေါင်းနှစ်အဲဆိုရင်9လေးဒီ20ခွန် ုံမြအလေး၃ပေါင်းရှိခုံလေးလေးနဲ့ခုံနဲ့ချိန်ပေါင်းတာ၁၄ဆိုတော့လေးလေးရှိရှင်းနေပေါင်းရင်တစ်စိဆိုတော့ခုံခုံပေါင်းတော့၁၄ရမယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်လေးလုံးပိုင်းမှာနေလေး၆ဖြစ်ပါတယ်ခင်ဗျာနေလေး၆ဒါကြောင့်မို့ဒီလေးဒီအလေးဖြစ်ပါတယ်ပေါ့နော်လေအလေနိလေးချောင်းနောက်ထပ်ဒီကိုလေးနဲ့မြောက်မယ်အလေမှာနှစ်ချိန်တစ်ချိန်နှစ်ချိန်တစ်ချိန်တစ်ချိန်စီတစ်ချိန်လေးနဲ့မြောက်တယ်နှစ်ချိန်အပေါင်းနှစ် ကဒါဆိုရင်ကျွန်တော်ဒီ95လေး45 9နဲ့10ပေါင်းရှင်းဒီ73ဒီလေးနဲ့ကျန်ရှိလေနော်ဒါကြောင့်မို့95လေး45 9နဲ့10ပေါင်း73ခုနှစ်ကျန်က78 8နဲ့3နဲ့ပေါင်းတာ8 6လေး24 3နဲ့ပေါင်းတာ95 78 20ဒါဆိုရင်ကျွန်တော်ရှင်းနဲ့ကျန်16 6နဲ့5ပေါင်း73 3နဲ့3ပေါင်း4ဆိုတဲ့အတွက်ဒီမှာလေ၄လုံးပိန်ပေးထိုက်ရတယ်နောက်ထပ်တစ်ကျန်မှာ3နဲ့4ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီ၄လုံးပိန်ကတော့အပိတ်ဖြစ်သွားတယ်ပေါ့နော် ်နောက်ထပ်တစ်ချိန်ဆက်ကြည့်အောင်ဒီနှစ်ကိုလေးနဲ့မြောက်မယ်နှစ်ချိန်တစ်ချိန်နှစ်ချိန်တစ်ချိန်စီတစ်ချိန်ပြီးရင်လေးနဲ့မြောက်တဲ့နှစ်ချိန်အပေါင်းနေပါတော့ခဲဒါဆိုရင်ကျွန်တော်ဒီလေးနှစ်လေးရှစ်လေးနှစ်ချိန်လေးရှစ်ဆိုတော့16 65ပေါင်းတာ71နှစ်နှစ်ချိန်ပေါင်းလေး95ပေါင်းတာလေး74ခွန်လေးခွန်လေးနဲ့78ရှင်းနေပေါင်းတဲ့10နှစ်3ပေါ့နော် ဒါဆိုရင်ကျွန်တော်ဒီလေးနာချိန်ရှင်းရှင်းနဲ့သုံးပေါင်း7တင်းနဲ့ဒီတင်းနဲ့ပေါင်းတာနေ့ဆိုတဲ့အတွက်နေ့လုံးပိုင်းမှာရှင်းကားနေ့ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့လုံးပိုင်းကအပိတ်နေရာဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်အဲ့ဒီနေ့တိုင်းပဲပေါ့နော်7တင်းရှင်းကားနေ့ဆိုတဲ့အတွက်ဒီရှိတ်ကိုလေးနဲ့ထပ်မြောက်မယ်။နှစ်ချိန်တစ်ချိန်တို့နှစ်ချိန်တစ်ချိန်တစ်ချိန်စီတစ်ချိန်လေးနဲ့ထပ်မြောက်တဲ့ပြင်နှစ်ချိန်အပေါင်းနေ့ဆိုပြီးဖြစ်ပါတယ်။ အဆွင်ရှင်လေးလေး30နှစ်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 ပေါင်း၄၄တိပေါင်း5 5ပေါ့နော်5နှစ်ချိန်30နှစ်နှစ်5ပေါင်းရှင်ကခွန်လေးလေးလေး16 16ဒီနှစ်နှစ်ချိန်ဟာ၄ဆိုတော့၄နဲ့6ပေါင်းရှင်30ပေါ့နော်တင်းနဲ့နှစ်ပေါင်းရှင်က3ဆိုရဲတဲ့ကြောင့်မို့ခွန်3ပေါင်း30 5တလုံးကြာတယ်ပေါ့နော်5လုံးပိန်မှာ865ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီ5လုံးပိန်ဒီအပိတ်ဖြစ်ပါတယ် ို့လေးနဲ့ကို့မနှစ်ချိန်တစ်ချိန်တို့နှစ်ချိန်တစ်ချိန်စီ အလေလေးနဲ့မြောက်တယ်နှစ်ချိန်အပေါင်းနှစ်ဝေဒီတပင်ကြည့်အောင်ပါနော်ဒီမှာကို့ဟာလေးချိန်၅ချိန်၆ချိန်ကို့၆54တေးနဲ့တီလေးနဲ့ပေါင်းရင်ရှစ်၆နှစ်ချိန်၁နှစ်၃မြောက်နဲ့နှစ်နဲ့ပေါင်းရှင်တီနှစ်နောက်ထပ်ဒီလေးတလုံးထားထားမယ်ပါနော်၄၄၄၆၆၆၆၈၁၉၂၀ ဒီခုနှစ်ချိန်စနေဆိုတော့ချင်းနဲ့နေပေါင်း20လေးနဲ့နေပေါင်း600ရာရဲ့အတွက်ကျွန်တော်6လုံးပိန်ပေါ့နော်နောက်ထပ်တစ်ချိန်မှာဆိုရင်356ဖြစ်ပါတယ်ဒါကြောင့်မို့ဒီ6လုံးပိန်ဒီအပိတ်နေရာမှာ၄ချိန်ဆက်တိတ်ဖြစ်ပါတယ်ပေါ့နော်โอเคနောက်ထပ်တစ်ခုဒီ9ကို၄နဲ့မြောက်မယ်၃မြောက်မှာ1ချိန်6မှာ1ချိန်၃မှာ၄ချိန်၃နဲ့၁နဲ့မှာ၄ချိန်စီ၄မှာ၄ချိန်သူ့ကို၄နဲ့မြောက်ပြီးတော့၄အပေါင်း၄ ငါးလေးလေး20 26 3ချိန်6 3တက်လေးလေးတလီလေးနှစ်နှချိန်လေးဆိုတော့လေးလေးရှိနှစ်နှစ်ပေါင်း30ရမယ်ပေါ့နော်။ရှောင်းနဲ့လေးပေါင်း20ဒီမှာ6လုံးပိန်ရမှာဖြစ်ပါတယ်။6လုံးပိန်မှာ6လေး6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ဒီ6လုံးပိန်ဒီထိတ်စီနဲ့အပိန်နေရာဖြစ်ပါတယ်။အပိန်နေရာတားလျှောက်ပေါ့နော်။ဒါဆန်နောက်ထပ်တစ်ခုဒီ၃ညကိုလေးနဲ့မြောက်မယ်ခုနှစ်မှာတစ်ချိန်လေးမှာတစ်ချိန် ငါးမှတစ်ချိန်လေးနဲ့သုံးရနဲ့မှတစ်ချိန်စီငါးမှတစ်ချိန်သူ့ကိုလေးနဲ့မြောက်မယ်နှစ်မှတစ်ချိန်အပေါင်းနှစ်ခုနှစ်ချိန်ဆက်လေးလေးနဲ့ပေါင်းရှင်းသည်ရှင်းရမယ်ဘောနောငါးနှစ်ချိန်တစ်ဆယ်လေးနဲ့သုံးရနဲ့ပေါင်းလေးနောက်ထပ်ကျွန်တော်တို့ဒီလေးတလီလေးနှစ်နှစ်ချိန်ပေါင်းရှင်းရလေးဆိုတော့လေးလေးပေါင်းရှင်းရှင်းနေနေပေါင်းရင်တစ်ဆယ်ဒီမှာငါးသလုံးကျန်တယ်ဘောနောလေးနဲ့ငါးပေါင်း9 9နဲ့10ပေါင်းဆက်ခွန်ဆိုတဲ့အတွက်ခုနှစ်လုံးပိုင်းဖြစ်ပါတယ်9 9 10ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ကိုခွန်ရှိဒါကြောင့်မို့ဒီခုနှစ်လုံးပိုင်းဒီအလေဖြစ်ပါတယ်။ဒါဆိုရင်19ကြိမ်မှာတော့ဒီ6ကို၄နဲ့မြောက်မယ်ပေါ့နော်။ပြီးရင်ဒီခုနှစ်ကို1ကြိမ်6မှာ1ကြိမ်ခုနှစ်မှာ1ကြိမ်၄နဲ့3နဲ့မှာ1ကြိမ်စီ9မှာ1ကြိမ်3ကို၄နဲ့မြောက်မယ်။2မှာ1ကြိမ်အပေါင်း2ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ရှင်းလေးလေး30နဲ့2ဖြစ်ပါတယ်။ခွန်ကြိမ်ဆက်လေးလေးနဲ့6ပေါင်းရှင်း30ပေါ့နော်ခွန်ကြိမ်ဆက်လေးလေး3ပေါင်းရှင်းကခွန်နောက်ထပ်ကျင်တော့ဒီ9နဲ့ လေးပေါင်းရှင်းဒီကိုပေါ့နော်သုံးလေးဒီဆက်နှစ်နည်းနည်းနည်းပေါင်းလေးဆိုတော့ကျွန်တော်ဒီမှာ986 6နဲ့4ပေါင်းရင်10နည်းနည်း4ပေါင်းရှင်း6ဆိုတဲ့အတွက်ကြောင့်မို့ဒီတစ်ပတ်မှာကျွန်တော်6လုံးပိတ်ဆွေးပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ဒီ89400နီးပေါ့နော်89400နီးစတာဖြစ်ပါတယ်ကိုဒီ89လေး3563ဆိုပြီးဖြစ်ပါတယ်ဗောနောနောက်ထပ်ကျွန်တော်တို့ဒီ6လုံးပိမ်မှာကြတော့6689လုံးပိမ်မှာ ရှင်းလုံးပိန်မှာ388တုံညာလုံးပိန်မှာ3တုံညာကိုနေလုံးပိန်မှာ3ကနေဒီ6လုံးပိန်မှာဒီ3 9ကိုနေလေးလုံးပိန်မှာနေလေး6ဒီလေးဒီ3နေလေးနေ့က85နေ့5က6ဆောင်မှာ6ဒီ3 9 6ဒီ6ကတော့6လေး6ဒီ9ကကြတော့9ခွန်6ဒီတပတ်မှာကျွန်တော်6လုံးပိန်ဆိုပြီးဖြစ်ပါတယ်ဗောနော်ဒီ6လုံးပိန်ဒီလည်းနောက်ထပ်နည်းလေးရှိသေးတယ်ဗောနော်ဒါလေးကိုဆက်ကြည့်အောင်လားခင်ဗျာ โอเคကျွန်တော်ဒီဒီမှာကျတော့ခုနှစ်လုံးပိုင်ရှိတယ်ပေါ့နော်ဒီမှာကျတော့6လုံးပိုင်ဒါဆိုရင်ခွန်6တွဲမယ်ပေါ့နော်ခွန်ရဲ့6ရဲ့နောက်ထပ်7လုံးပိုင်လည်းပြပြင်လုံးဝမရှိသေးဘူးပေါ့နော်ဒီမှာကျတော့ခွန်ခွန်ခွန်ကို3ညဒီခွန်3ည3ည3ခွန်ခွန်8 9 5 6တော့ဟာနေပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာတော့ခုနှစ်လုံးပိုင်ဒီမှာ6လုံးပိုင်6လေး6မှာကျတော့သူဒီ၄ခွန်6 4ခွန်ခွန်6 4ခွန် 6ဆိုပြီးဖြစ်နေပါတော့โอเคဒီမှာကြတော့ကျွန်တော်96606ဒီမှာတော့96406ဆိုပြီးတော့ဒီမှာ6လုံးပိုင်တူတယ်ပေါ့เนาะကျွန်တော်နှီးရတော့မတူပေမဲ့ကနန်းရတာရှင်းတူတယ်ဒီမှာ6လုံးပိုင်6လုံးပိုင်နှီးနှမျိုးရှိတယ်လို့ကျွန်တော်ဒီခုနှစ်လုံးပိုင်လည်းကျွန်တော်နှီးနှမျိုးရှိတယ်ပေါ့နော်ဒီ6လုံးပိုင်ကကြတော့ကျွန်တော်ဒီမှာလေးရှိသေးတယ်ပေါ့နော်โอเค6လုံးပိုင်ကကြတော့ကျွန်တော်ဒီမှာပေါ့နော် ီမှာလည်း6လုံးပိန်ဆိုပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်မှာတော့ဒီနီးရတော့ပြတ်သွားခဲ့တယ်ပေါ့နော်ဒီနီးတစ်ခုပြတ်သွားခဲ့တယ်ဒီတစ်ပတ်မှာနီးနှမျိုးစလုံးဒီခွန်က9ခွန်6ဒီ6ဒီ6ခွန်ဒီမှာလည်း6ဆိုပြီးတော့6လုံးပိန်ရှိတယ်ဒီအခုကျွန်တော်အခုနီးအတစ်မှာလည်းကျွန်တော်တို့6လုံးပိန်နီးအတစ်ရှိတယ်ပေါ့နော်โอเคဒီမှာလဲ6လုံးပိန်နီးတွေရှိတယ်ဗောနော်ဒီမှာလဲ6ဒီမှာလဲ6ဒီမှာလဲ6ဆိုပြီးတော့ 6လုံးပိန်ဒေးမျိုးလောက်ရှိတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဒီနောက်တစ်ခုက7လုံးပိန်ရှိတယ်ပေါ့နော်။ Okay ဒီမှာကျတော့ကျွန်တော်6လုံး7လုံးပိန်ပေါ့နော်။ဒီမှာနီးနဲ့တော့ကပြပေးထားတယ်။ဒီမှာတော့7လုံးပိန်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။7လုံးပိန်ဒါဆိုရင်ကျွန်တော်6ခွန်ရှိ6ခွန်ရှိလုံးပိန်တော့မဟုတ်ဝန်ချိန်ပေါ့နော်။ကျွန်တော်အပူအနေနဲ့ကားတော့6686ကိုလေကျွန်တော်မဆွေများအဲထဲထားတင်တယ်ပေါ့နော် ဒီမှာ6.8 6.8လုံးပိုင်းရှိတယ်6.8အာပေါ့နော်6.8အာမယ်ပြီးရင်ကျွန်တော်တို့နောက်ထပ်တစ်ခုကအာအပူအနေနဲ့6.6ချစ်တို့6.6တို့အာထားတင်တယ်ပေါ့နော်โอเคဒီ6.8ကတော့တစ်ပရိတ်ဖြစ်ပါတယ်အဲ့ဒီတစ်ပရိတ်ဒီကျွန်တော်တို့ဒီမှာပေါ့နော်တစ်ပရိတ်ကတော့ကျွန်တော်ဒီအာနေထဲမှာတော့ပါနေတယ်ပေါ့နော်တစ်ပရိတ်ဒီအာနေထဲမှာပါနေတဲ့အတွက်ချင်းချင်းတော့မှာပေါ့နော်အပူက 668ဒီမှာတုံညာပရိလွတ်တယ်ပေါ့နော်668တုံညာပရိဖြစ်ပါတယ်ဆိုတော့အဲ့ဒီအပူ668တို့ကိုထည့်ထားတင်နေပေါ့နော်6ရက်7ရက်668တို့666ရှင်းနာချိန်16ရှောင်းနေပေါ့နော်ဆက်နှစ်ဆိုတော့ဒီမှာနေပရိဒီတဲ့အာနိထဲမှာပါနေတယ်ပေါ့နော်ဆိုတော့668တို့ဖြစ်ပါတယ်668ကတော့ဒီမွေးကရန်ရှိတယ်ပေါ့နော်မရှိတော့အာအာထားတင်နေပေါ့နော်โอเคဒါကတော့ကျွန်တော်တင်ချာနည်းအရာဒီ9ပိန်3မျိုး ပုံတူက6လုံးပိန်နောက်ထပ်2မျိုး3မျိုးရှိတယ်ခုနှစ်လုံးပိန်ဤ2မျိုးရှိတယ်ဆိုတာလေးကျွန်တော်မိတ်ဆွေများသိအောင်ပြန်လည်များဝေရှင်းတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်